ားလုံးမင်္ဂလာပါရှင်အမှန် YouTube channel ကနေကြိုဆိုလိုက်ပါရီဒီနေ့မှာတော့စိတ်ဝင်စားပွဲဘ ഹു တုတရပွဲတရိတံဝေကရပွဲရဲမတန်းမူကင်းဖြစ်ရမယ်ဇလန်းလေးတပုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါရီရှင်ကျမကိုကူညီပါ ဝင်ခွင့်ပြုပါရှင်ဗျာဩအင်း တော်တော်ပြပြဝင်လာတဲ့အမျိုးသမီးမှသူစကားမဆုံးမိမှပဲကျွန်တော်အိမ်ထဲကိုရောက်နေပြီဘလို့မှမသိရပါပဲကုညီပါဆိုလာတော့ဘလို့ပြန်လဲမောင်းထုတ်ရပါမလဲပြီးတော့သူကမြမအမျိုးသမီးကျွန်တော်ကမြမအမျိုးသားအိမ်ရှင်အသက်အရွယ်ချင်းကလည်းမတိမရေ30ဝန်းကျင်များဖြစ်ကြရီသူရုပ်နဲ့သူ့ရဲ့အပြင်အဆင်မှာတိတ်ပြောင်ပြောင်လက်လက်ကြီးမဟုတ်ပေမဲ့တာတာနာနာဖြူဖြူစင်စင်တန်တန်ပြန်ပြန်နဲ့ရုပ်ကလည်းမဆိုးပါကိုလုံးကိုပေါ့မှာမြင်သူငေးရလောက်တဲ့ အုတ်ကျိုးရောင်ပန်းပွင့်ပန်းကက်ပန်းဆက်ပိုးပြော့အနားစင်လှလှကို အကွက်ကြကြချုပ်လုပ်ထားပြီးအပေါ်အောက်ဝမ်းဆက်နဲ့နန်းတာရောက်ဖင်တက်စီဘလောက်ကိုထက်ဝေထားပြီးအချိန်ကစောင်းနေလေပေါ့ရုံပိတ်ရက်မဟုတ်တော့ရက်ွက်သေးကလမ်းပေါ်မှာပေါ့လူသူကင်းရှင်းနေပါရီအိမ်ထဲမှာလေကျွန်တော်တယောက်သေးပေါ့အလုတ်စင်းသူကစင်းကျောင်းသွားသူကသွားနေကျွန်တော်တို့ကံမရီရဲ့အလဲကျနားရည်ဖြစ်သည့်စိတ်ကြယောဂဝေဒနာကြောင့်စီးစားနေရတဲ့ရက်လေဖြစ်သည့်ဟုတ်ကဲ့ထိုင်ပါ ကျွန်တော်ဘာကူညီရမလဲအလူခံတော့မဟုတ်ပါဘူးတော့မြမာတို့ရေထုံးစံတိုင်းရှေးဧကမ်းမှာနေရာထိုင်ခင်းပြီးရင်နေပြူပြူငါငါကြိုးစိုးလိုက်မိတယ်တီဟောင်းကျောင်းဖြစ်လီမလားလို့လေတန်တရားဖြေးရပါသည်ဒါပေမဲ့တေးကြတာကဒစိမ့်ပြင်ပြင်မော့မဟုတ်ပါဘူးတခြားကူညီလည်းမလိုပါဘူးကျမကိုခဏနားနေခွင့်ပေးပါ ထိုင်ခွင့်ပေးပါပြီးတော့အပန်းမကြီးဘူးဆိုရင် ရေတစ်ခွက်လောက်တိုက်ပါရှင်ရပါတယ်ဒီလောက်ကတော့ကူညီရမှာပေါ့ အမျိုးသမီးတောင်းတဲ့အကူကြီးမှာကျွန်တော်တို့ဘာမှမထိခိုက်နိုင်လို့ယူဆမိပြီးတောက်ရည်တစ်ခွက်ခတ်ပေးလိုက်ပြီးပြီးရတဲ့အကူကြီးမှာစာမဖွဲလောက်လို့တွေးမိပြီးကျွန်တော်ကတော့ပြန်အားနာနေမိပြီးအမျိုးသမီးရဲ့မျက်နှာမှာထိမ့်ထားဟန်ရှိတော်လေမတိမတာလှုပ်ရှားနေတယ်လို့ပေါ့အသက်ရှူတန်ကလည်းမြန်နေတယ်ဖြူပြောက်ကိုမိနစ်ပိုင်းလောက်နားနေခွင့်ပြုပါတော့ဒီမှာဘာအန်တီအဲမှမရှိပါဘူးနားနေနိုင်ပါတယ် ကိုရဲ့ကိုရွာဖြစ်တော့ကျွန်တော်ကလွယ်လွယ်ပေါ်ပေါ်နဲ့ခတ်တော်တော်ဒါဝင်ယူလိုက်တဲ့ဤပဝင်းချင်းကအမှန်တကယ်လေမြည်သည့်အန်ဒီရဲ့မရှိနိုင်မဒါပေမဲ့မကြပါအထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲသွားရီ မီတာဝီလမ်းမသာချတဲ့ဂါကြီးရက်ွက်ဖက်ကလူအုပ်ကြီးမှအော်ဟစ်ပြီးကျွန်တော်အင်ချီလမ်းမော်ကိုရောက်လာပါတော့ဤကလေးလူကြီးနဲ့မိမတွေပေါ့စုစုပေါင်းအယောက်20ထက်မနည်းပြီးရက်ွက်ထဲရှိအဖွားဝအင်ကိုမိမတယောက်ကအနူချမ်းစီးပြီးထွက်ပြေးသွားရီဆိုတော့ဘလုံးဘထွေအတန်ပလန်များကိုလေကျွန်တော်ကြားလိုက်ရ ಈ ကျွန်တော်အဖို့ခေါင်းနှပန်းချက်ချင်းကြီးသွားရသည်လျှက်ပြက်ဆိုသည်လိုမိဝင်ဝင်တောက်သွားတော်သည်ခြေမကင်မိလက်မကင်မိဖြစ်ပြီးဧကန်းနေကထွက်ပြီးအိမ်ရှိကိုရုတ်ချီရောက်သွားသည်လူအုပ်ကကျွန်တော်တို့ကားငယ်ရက်ကွက်ဖက်ချမ်းရှိအိမ်တန်းများကိုတန်တရားမျက်လုံးများနဲ့လိုက်ရှာနေသည်သူတို့ရဲ့လက်ထဲမှာလေဓားတွေလှန်တွေဒုတ်တွေနေပါ ကျွန်တော်မလုပ်ရမလဲကျွန်တော်အိမ်နေရောက်နေတဲ့အမျိုးသမီးဖြူပြကိုပဲအော်လိုက်ရမလားဒါမှမဟုတ်ဟွက်ထားရမလားမောက်ထုတ်လိုက်ရမလားလို့တွေးမိတယ်ကျွန်တော်ရဲ့တကူလုံးမှာ တုံရင်လှိုက်ဖို့ပြီးမဝေခွဲနိုင်အောင်ဖြစ်သွားရတယ် ချွေးသည့်ချွေးပေါက်များထွက်ကြလာပြီးမထွေးနိုင်မမြိုနိုင်ဖြစ်ရပြန်တော့ဤအယူမီဝိုင်းသလိုခံစားရရလို့ထင်မိသည်လူအုပ်ကြီးရဲ့မှလူတစုကိုလက်ရက်ခေါ်သလိုလှုပ်ပြီးမှအမျိုးသမီးရဲ့မျက်နှာကိုကွက်ခနဲ့ပြန်မြင်ကအားနာသလိုတနာသလိုဖြစ်ရပြန်၏ ၊ကုညီတလူလူနဲ့ကြောက်တွန်းတလူမျိုးဖြစ်မှာကိုလည်းမလိုလားနိုင်တလူရှိရပြန်နေ။အမျိုးသမီးရဲ့ရုပ်ရည်အသွင်အပြင်နဲ့အစဉ်အတန်းကိုကြည့်ပြီးလူအုပ်ကြီးအော်ဟစ်တလူဖြစ်နိုင်ပါမလားလို့တွေးမိသေးတယ်။ကျွန်တော်ဘာကိုမှပိုင်ပိုင်နိုင်နိုင်မဆုံးဖြတ်နိုင်တော့ပါ။မိစတစ်ဖက်ရေမုတ်တစ်ဖက်နဲ့မရှူနိုင်မကင်နိုင်ဖြစ်ရတယ်။ရှေးကလူအုပ်ကြီးကကျွန်တော်ရဲ့အင်ရှေးမှာဝုန်းနိုင်ချင်းနေတော့အင်ရှေးကအေကန်းလေးကိုကျွန်တော်ပြန်ရောက်သွားရပြန်နေ။ဒီမှာအမျိုးသမီးမင်း မင်းဘလို့လောက်လာတာလဲဟမ်ကျွန်တော်ကသွေးယူသွေးတာနဲ့ငောင်ငန်းမေးမြန်းလိုက်တယ်သူတို့អော်တယ်လို့မဟုတ်ပါဘူးကျမပြည်စီကိုကျမပြန်တောင်းတာជីជីပြူပြူမပေးလို့ဖြစ်ခဲ့ရတာပါမင်းပြောတာကိုယုံရမှာလားရှင်စုံစမ်းကြည့်ပေါ့ဘလို့လောက်ပြီးတော့မေးချိန်ရမှာလဲရှင်မှာလူအုပ်ကြီးကဒေါသပုံထနေတယ်ကွာရှင်ကျမကိုကူညီမယ်လို့ပြောထားတယ်လေမကြစေရပါဘူးမင်းနဲ့ပိုင်းလေးပါရှင်းရရှင်နောက်မှာမေးမြန်းကြည့်ပေါ့ဘာ အေကန်းလေးကနေအင်းရှိကိုကျွန်တော်ပြန်ရောက်လာရပြန်နေလူအုပ်ကွဲသွားပြီမေကျွတ်တို့ကျတဲ့ရှိနေသေးပါတချို့ကရဲစခန်းကိုပြေးသွားပြီတချို့ကတော့တယ်လီဖုန်းရှိတဲ့အင်းကိုသွားနေကြတယ်လက်ချန်လူစုကိုလမ်းခေါ်တဲ့မခေါ်တဲ့ကျွန်တော်မဆုံးဖြတ်နိုင်အောင်ဖြေရတယ်လမ်းခေါ်မဲလှုပ်လိုက်အမျိုးသမီးမျက်နှာကိုမြင်လိုက်သူစကားကိုကြားလိုက်နေကျွန်တော်မဝေးခွဲလို့မရပါကိုကြောင့်သူ့ကိုဒုက္ခမဖြစ်စေခြင်းမိသူထိုင်တဲ့သူကန်လိုသဘောထားလိုက်တဲ့ ပိုးမဲ့ဖို့ကတို့ရောက်အောင်ဖို့လို့ဆိုရိုးစကားရှိထားတယ်။ကုညီလက်စနေမထူးတော့ပြီးအဆုံးထိကုညီနိုင်ရန်ဆုံးဖြတ်ရမယ်ရှိတော်တယ်။ကြည်ရင်ကြည်ရင်နဲ့လမ်းမော်ကကြံလူစုလေတဖြည်းဖြည်းနဲ့တစတစလူစု꿰သွားကြတယ်။အတန်ပလန်များလေးငြိမ်သွားပြီးမူလအတိုင်းပဲတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ဒီတော့မှပဲဟင်ကနဲ့တပြင်းရှိကြီးကိုချပြီးကျွန်တော်မှအိမ်ထဲကိုပြန်ဝင်လာခဲ့မိတယ်။အမျိုးသမီးကိုဘလို့နီးနဲ့ရှင်းရမလဲ။ဘာဆက်လုပ်ရမလဲ။ ဟမ်အေကန်းလေးကိုကျွန်တော်ပြန်ရောက်လာစဉ်အမျိုးသမီးမှမရှိတော့ပါရှာမတွေ့တော့နောက်ဖေးပေါက်ကလစ်သွားပါပြီ အခုမှနောက်ဖေးခြံတကားပေါက်နဲ့အိမ်ရှိတကားပေါက်ကိုတန်ကြိုးဆိုင်ပိတ်ပြီးအိမ်ထဲကိုကျွန်တော်ပြန်လေဆစ်ဆီးမိပြီဘာတခုမှ အရာမကျွင်းမပြောက်ရှာပါဟာ အမျိုးသမီးရဲ့နန်းတာရောင်ဘလော့စ်အင်ဂျီမှာအခန်းထဲရှိချိန်စတီပေါ်မှာတိုးလို့တန်းလန်ကြံရည်ခဲ့သည့်သူမကတမင်မေချွတ်ထားခဲ့ခြင်းဖြစ်ပေမယ့်လက်ဆတဲ့တော့ဘလော့စ်အင်ဂျီကို ဝေ့သွားရင်ဝေးဆောင်ကိုမှတ်မိမှာဆိုလို့ထားခဲ့ခြင်းပဲဖြစ်ပါမယ့် နန်းတော်ရောင်ဘလောက်အင်ကြီးကိုကျွန်တော်ကစစ်စစ်ကြည့်တော့တခြားဘာမှမတွေးပြီးလက်စွပ်လေးတခွင်းကိုတော့အိတ်ထဲမှဆမ်းလိုက်မိတယ်အတိအချာထုတ်ကြည့်လိုက်တော့ရွှေရစ်လက်စွပ်ကလေးဖြစ်နေသည်ကြီးကြီးမားမားတော့မဟုတ်ပြီးတမူးသားကန့်တော့ရှိလိမ့်မယ်ပထမတော့ဝမ်းသာသွားပြီးရွှေမန်းဦးတင်မောင်ရဲ့ငါးရွှေခွက်ပြီးငါးရွှေခွက်ပြီးဆိုတဲ့ဇလန်းလေးကလိုဂရုချောက်ချာဖြစ်သွားရသည်ရွှေဆိုတဲ့ပုံဆောင်ကင်းမှာအတော့ကိုထူးခြားနေသည် နဲသည့်ဖြစ်စီများသည့်ဖြစ်စီသူအတိုင်းအတာနဲ့သူတော့ဆွေရကောင်းလာ၏တို့လက်စွပ်ကလေးကိုဖြူပြခေါ်အမျိုးသမီးကမိတော်ချင်းလာဒါမှမဟုတ်သူယူလာတဲ့ရွှေတွေတွေကိုစူပေါင်းထည့်ထားတဲ့အိတ်ထဲကိုရေးကြည့်တော့ပြာနိုင်ယူရမှကျွင်းကြရင်ချင်းလာဒါမှမဟုတ်တမင်ချွန်းချံပြီးနှုတ်ပိတ်ခပေးခဲ့ခြင်းပဲလား ကျွန်တော်အဖို့အတွေ့မဆုံးနိုင်တော့ပါတစက်သေးမှလည်းအမတ်မတင်ကူညီလိုက်ရကဒိုဘလောက်အင်ဂျီနဲ့လက်စုပ်ကလေးကကျွန်တော်ကိုဒုက္ခမပေးနိုင်ဘူးလားလို့လေစဉ်းစားမိပြန်နေ အကြီးကျယ်ဒုက္ခပေးနိုင်တာကတခုကဖြူပြကိုယ်တိုင်ဝစ်လာတဲ့အင်ဂျီနဲ့နောက်တခုကအနူကျန်းစည်းရပါလက်စို့ဒိုးနှစ်ခုလုံးကစက်ကွင်းမလို့ပြီးအဓိကကြတဲ့တတ်တေကန်အထောက်ထားပစ္စည်းများပဲဖြစ်ကြရည်ယခုမှကျွန်တော်ကြောက်လာမိကြောချမ်းပြီးလန့်သွားရသလိုဘာကုန်းမှမမတ်မောနိုင်တော့ပါ မစင်ပင်ပုတ်လို့ဆက်ဆုပ်လာရသည့်ထိုပစ္စည်းနှမျိုးကိုဓာတ်နှင့်ခုတ်ပြီးနှုတ်နှုတ်ဆင်းရမလားမြေမြုပ်ရမလားမိဖုတ်ရမလားတော့မသိတော့ပြီထင်သလောက်လည်းမလွယ်ပါစေးစေးတွေးမှရေးရေးပေါ်လာရပြီထိုအမျိုးသမီးမှာကျွန်တော်အိမ်ထဲဝင်စဉ်ကရက်ွက်ထဲကတယောက်မဟုတ်တယောက်တော့မမြင်ဘူးလေလားနောက်ကလိုက်လာတဲ့လူအုပ်ကြီးတွေမှဝင်းမရှာခဲ့ပေမယ့်မိကိုကြွက်လျှောက်လိုက်လာမယ့်ရဲတပ်ဖွဲ့ကတော့ခွင်းဆက်ရတာနဲ့ဝင်းရှာမှတည်ကြတယ် ထိုအခါမှာပစ္စည်းနှမျိုးကိုမတွေ့ရင် ကျွန်တော်လေဂွင်းဆက်ကလွတ်ပါမလားထားပါတော့ခဏလွတ်တယ်ပဲထားပါတော့နောက်ဆုံးမှအမှုပေါ်ပြီးအမျိုးသမီးကဖြောင်းချက်ပေးလိုက်ရင်ကျွန်တော်ဘလို့ဖြစ်မလဲနောက်ဆက်တွေတရားခံစရင်မှပါသွားလိမ့်မလားအမျိုးသမီးရဲ့ဘလောက်အင်ဂျင်နဲ့လက်စုပ်ကလေးကကျွန်တော်ကိုဒုက္ခကြီးကြဲပေးတော်ရီကျွန်တော်ဆက်မတွေ့ရတော့ပြီဘာလို့လို့ဘာခံရမှန်းလည်းမသိတော့ပါ အမျိုးသမီးရဲ့ဘလော့စ်အင်ဂျီနဲ့လက်စွပ်ကိုဖျောက်ဖျက်ပြေးရမလားထိမ့်သိမ့်ထားရမလား ပိုင်ပိုင်နိုင်နိုင်မဆုံးဖြတ်နိုင်တော့ပါဖြူပြကိုကူညီလိုက်မိရကဖုန်ကြီးအမှုရွာပတ်ဆိုသလိုအမှုကကျွန်တော်ကိုပါပတ်နေပြီလားမသိဘူးဥပဒေကိုကျွန်တော်နားမလည်ပါရဲစခန်းနဲ့တရားရုံးအတွေ့အကြုံလေးကျွန်တော်မှမရှိပါတရားတပောင်နဲ့ရဇဝဲမှုခင်းဖြစ်ရန်အကြောင်းရေလို့လေကျွန်တော်တသက်မှမရှိခဲ့ဘူးပါသဘောလွယ်ပြီးကူညီမိတဲ့အတွက်လက်ဆောင်ရတာကကျွန်တော်အေကန်းလေးကိုထိုအမှုရောက်လာခဲ့ခြင်းမှာ ်ဒိုအမှုမှာမြင်းများကြည့်ပြီးမြင်းများနှဆိုင်မှန်လေးကျွန်တော်မသိခဲ့ပါကျွန်တော်မှရှိနေတဲ့ပစ္စည်းတစ်ခုမှမြည်သည့်အတိုင်းတာတိအရေးပါကြောင်းလေးမဆုံးဖြတ်နိုင်မကျွန်တော်အဖြစ်ကမြောင်မီးကဂိုင်မိတယ်လို့ဖြစ်နေပါရဲ့ငိမ့်မနေနိုင်တော့ပါ အပြင်ထွက်အကဲခတ်ပြီးအမှုတော့အမှုလာကိုဇနီးနာမိရဲ့ ကျွန်တော်မှခြောက်ချနေလို့လားတော့မသိပါကိုကိုကိုမလုံတော့ပါမြင်မြင်သမျှကကျွန်တော်ကိုမတင်ကားတဲ့မျက်လုံးများနဲ့ကြည့်နေကြသလိုကျွန်တော်ရဲ့စိတ်ကအလိုလိုသေးသိမ့်ပြီးအားငယ်ကြောက်လန့်မိတယ် အခင်းဖြစ်ပွားရာရက်ခွက်တွေကိုကျွန်တော်မသွားရဲပြီးဘသူတဦးတယောက်ကိုမှလေတိုက်ရိုက်မမေးရဲပါအနည်းဆုံးလမ်းမေးရှိလက်ဖက်ရည်ဆိုင်မှာဝင်ထိုင်မိတယ်ဒါတော့ခြေလက်နဲ့အတံမှာတုံရင်နေတော့အချိန်ယူထိန်းလိုက်ရပြန်နေပူပူနွေ့နွေ့လက်ဖက်ရည်ဆိုင်မှာမူခင်းသတင်းကိုကျွန်တော်နားဆွဲတဲ့အခါမှာတော့ကျွန်တော်နဲ့ပတ်သက်တဲ့မူခင်းက မြောက်ကလာပါမျိုးနေဂါကြီးရက်ကွက်ဝေပုံလတေလန်ကအသက်68နှစ်ရွယ်အပြိုကြီးဒေါ်မြတ်တန်းအိမ်မှာဖြစ်ခဲ့တယ်လို့သိရပြီးအခင်းဖြစ်ပွားချိန်မှာနောက်ဖေးမိဖို့ကြောင့်မအလုံးလုံးနေတဲ့အိမ်ပေါ်မှာလေးသာ ရှိခဲ့တယ်ဖြစ်ပုံကအပြိုကြီးဒေါ်မြတ်တန်းကငွေတို့ကြီးတဲ့အလုံးနဲ့အပေါင်ခံတဲ့အလုံးကိုလှုပ်ခဲ့တာကြားပါပြီဒေါ်မြတ်တန်းစီကိုဖြူပြကပတ်စံအိတ်ကြီးနဲ့ရောက်လာပြီးသူ့ရဲ့အပေါင်ရွှေတဲ့ပစ္စည်းများကို ရွှေမယ်လို့ပြောခဲ့တယ် ဒေါ်မြာသင်းကလည်းဖြူပြရဲ့ရွှေတဲတွေကိုထုတ်ပေးခဲ့တယ်။ရွှေတဲတွေအရှိရောက်မှာတော့ဖြူပြက တမျိုးဖြစ်လာတယ်။ရွှေတဲတွေကိုပြန်ရောက်ပြီးမှ အတို့ရောအရင်မှငွေပေးချေပြရစီလို့အရေးဆိုခဲ့ပြီးမယုံရင်ဒေါ်မြာသင်းကိုယ်တိုင်လိုက်ခဲ့ရန်လည်းပြောခဲ့တယ်။ ဒေါ်မြသင်းကသူကိုယ်တိုင်လည်းမလိုက်နိုင် မပီးလည်းမပီးနိုင် အစင်လာလည်းမဟုတ်ကြောင်းတင်းတင်းမာမာငင်းတဲ့အခါမှာပြူပြကဒေါ်မြသင်းကိုတွန်းလှည်ပြီးအကျန်းဖက်လူရက်သွားတယ်လို့ပြောဆိုတဲ့ကိုကြားရတဲ့သွေးတိုးနဲ့နှလုံးရောဂါအခံရှိတဲ့ဒေါ်မြသင်းကဒန်ယာကသွေးထွက်တန်ယူကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ခေါင်းနဲ့ကြမ်းပြင်နဲ့စောင့်မိတဲ့အရှင်ကြောင့်တရီမရတော့ပြီးအုံနောက်ကျော်ပြတ်သွားကြောင်းလက်ဖက်ရည်ဆိုင်မှာပြောတန်ဆိုတန်ကြားခဲ့ရသည့် ကြားရတဲ့သတင်းအရောက်အမှုကဘာမှမဟုတ်တလို့လို့နေရောမမဟာအမှုကြီးဖြစ်သွားနိုင်နေအနုတန်းစီလူရမ်းမှုလူတတ်မှုဆိုတာကမပေါ်တဲ့အမှုမျိုးလည်းမဟုတ်ပါချက်ချင်းမပေါ်တော့မှတနေ့မဟုတ်တနေ့မှအသေးချာပေါ်မှဖြစ်တဲ့တရားခံအမျိုးသမီးလေးသတင်းပြင်းပြင်းမဟုတ်ပြီး ဒေါ်မြသိန်းစီမရွှေရေပစ္စည်းပေါင်ဘူးတွေဆိုကြတဲ့ကောင်အဝင်ထွက်ရှိခဲ့ဘူးသူဖြစ်နေအပေါင်နှံနဲ့ပတ်သက်တဲ့ဇာရွက်ဇာရန်အထောက်ထားမျိုးကြံနေမှတည်ကြရီအခင်းဖြစ်ပေါ်တဲ့အချိန်မှလေနေကင်းကြောင်တောင်ကြီးဖြစ်နေပြန်တဲ့တရခန့်အမျိုးသမီးဖြူပြကောဘလောက်ပြေးနိုင်မှလေဘဲချင်းဘဲအခါဘဲကဘာတိရှောင်းနိုင်တိန်းနိုင်ဖုံးနိုင်ပုံးနိုင်မှလေ ဒါကတော့သူအပိုင်းဖြစ်ပြီးဘာမှန်းညာမှမသိပေသူ့ကိုအမှတ်မထင်ကူညီလိုက်မိတဲ့ကျွန်တော်အတော်ကောင်ဘာဆက်လုံးရမလဲဟေးလူပြိုကြီးနေ့လေတုန်းကမောင်ရင်အိမ်ထဲကိုမိမလာလေးတယောက်ဝင်သွားတာမြင်လိုက်ရပါလားဗျာဩအင်း လက်ဖက်ရည်ဆိုင်ကကျွန်တော်ပြန်အလာမှာတိုင်ကျော်ကဦးလေးကြီးဦးထွန်းကျော်ကရည်တလို့မောတလို့နဲ့လှမ်းမိတယ်။ထိုင်းလန်နဲ့အာမေရိကန်ကလွဲလို့ကျွန်တော်ဘာမှပြန်မဖြေနိုင်တော့ပါ။မိုးချိုပြေခံရလို့ကျွန်တော်ရဲ့တကူလုံးအစိမ့်စိမ့်အမွားမွား괴제လွင့်စင်သွားတယ်လို့ခန်းစားလိုက်ရတယ်။လက်ဖက်ရည်ဆိုင်ဘက်ကိုကျွန်တော်ထွက်လာမိချင်းကမှားသွားပြီလားမသိဘူး။လူရိုးကြီးကတေရှက်တာကိုငင်းကျင်သေးလို့လား။လက်ဘူးလက်ကျက်လာဖမ်းမှထင်တယ်။ ကိုဝမ်းနာကိုသာတိမို့ကျွန်တော်လှည့်မကြည့်တော့ပါ တကြိုးတည်းတုတ်ချေတင် ထွက်ခဲ့မိတယ်ထင်တဲ့အတိုင်းပဲစိတ်ခွေရအရရဲ့လို့မရှိနိုင်မတို့အမျိုးသမီးကကျွန်တော်အိမ်ထဲဝင်သွားတာကိုမြင်တဲ့လူကမြင်သီမှတေးချနေတယ် ကျွန်တော်ဘာလို့ရမလဲထွက်ပြေးရမလားခြံတကားတွေကိုတော့တန်ကျိုးဆိုင်ပြီးတော့ခတ်ပိတ်ထားပြီးပါပြီဒါပေမဲ့ကျွန်တော်အဖြစ်ကဘယ်နည်းနဲ့မှမလုံခြုံနိုင်မှစိတ်ရစင်ကစောက်တီးရမရနိုင်မေရောက်ရက်ခတ်လာပြီးကစင်ကလေးအဖြစ်နေပါရီအတွေ့အကြုံနေသူမို့လားမသိပါဘလို့မှမထိန်နိုင်မှအကိုအမများနေတူတူမများရုံးကကျောင်းကပြန်လာကြတာကိုပဲရဲတပ်ဖွဲ့ဝင်တွေဝင်လာတယ်လို့မှတ်တင်ပြီးကျွန်တော်ခြံတကားဖွင့်မပြီးရဲပါ ကြောက်ရွံ့ထိတ်လန့်ပြီးခြေတုံလက်တုံဖြစ်နေပါ रे ကျွန်တော်ရေယောဂါကလည်းထားကြွလာပါ रे ကျွန်တော်အဖြစ်ကိုလည်းဖွင့်မပြောရေးပါဘသူကမှကျွန်တော်မယုံနိုင်ပါဘယ်ပါးစားကိုမှလည်းလုံးမမချင်ပါညစာထမင်းလေးမစားဖြစ်တော့ပါစားရတော့ရမှန်လေးမသိနိုင်ပါနေမြင့်လေးအယူရင့်လေးဆိုသလိုညဘက်ရောက်လေးကြောက်လာလေးပါပြီမဲမဲမြင်နိုင်ရဲထင်နေပါရီတကောင်ကြော်တဲ့အထိမအိတ်နိုင်ပြီထိုင်လိုက်ထားလိုက်အိတ်ခန်းလေးကိုဝင်လိုက် ပြန်ထွက်လိုက်အိတ်ရထမလှဲလိုက်ပြန်ထားလိုက်နေဘလို့မှအငြိမ်းမနေနိုင်ပါရောက်ရက်ခတ်ပြီးစောက်တီရမရာဖြစ်နေရသည်အမျိုးသမီး ထံကကြံရိတ်ခဲ့တဲ့ blouse အင်ဂျီနဲ့ရွှေလက်စွပ်ကလေးကလေကျွန်တော်ကိုမကောင်းဆိုးဝါးတပွေချောင်းလန့်နေတယ်လို့ထင်ရပါတယ်။စီးရုံပေါ်ရောက်နေတဲ့တရလိုအဖွားအိုတော်များတင်းမှာမိမျောသွားရကတတိပြန်မရတော့ဘဲနောက်ဘဝကိုရောက်နေပြီလို့ကျွန်တော်ရင်ထဲမှာစွဲထင်ချောင်းလန့်နေမိတယ်။မိုးလင်းကန်ဒီတော့ကျွန်တော်ဘလို့မှမထိန်နိုင်တော့ပါ ချွေသည့်ချွေပေါက်ကြီးတွေပြန်ပြီးတဆက်ဆက်တုံရင်လာပါ၏။အိုထင်းဆက်လိုတတ်သွက်ခါနေခဲ့သည့်စိတ်ငြိမ်စေးတွေကိုကျွန်တော်ဘယ်နှလုံးတည်းဆက်တောင်းမိမှမသိနိုင်တော့ပါ။ကျွန်တော်တကူလုံးနေစရာမရှိတော့ပေအမောင်တူကြီးထဲမှလွှင့်စင်ပြောက်ွယ်သွားတော်သည်။ သုံးရက်မြောက်တဲ့နေ့မှာကျွန်တော်ပြန်လဲသတိရရှိခဲ့ပြီးစာရေးဆရာကြီးဒေါက်တာအုံးမောင်ရှိတဲ့စိတ်ချမ်းမာရေးဇီးယုံကိုကျွန်တော်ရောက်နေပါရီအခိုက်အတန့်မှာတော့ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပြီးကျွန်တော်ဘဝကပြန်လဲလုံခြုံသွားတယ်လို့ခံစားရမိတယ်။ရဇဝဲမှုမှာကျွန်တော်နဲ့ဘာမှမပတ်သက်တော့တယ်လို့ထင်နေခဲ့မိတယ်။စေစားစေးတော့နဲ့မိမိပြောင်ပြောင်နဲ့ဇီးယုံပေါ်မှာကျွန်တော်ပြောနေမိတယ်။ ခိတခဏမူလာတော့မသိပါဘဝတူစိတ်မကြမ်းမာရီဝေဒနာရှင်များနဲ့အတူနေရသည်မှာပေါ်ပလန်းဆန်းလာရီဟန်ဆောင်တဲ့လူမရှိအင်တီတခွဲသားနဲ့ပုဂ္ဂိုလ်လည်းမပါရှိပါချုပ်တီမျိုးသိထားဖို့မလိုတဲ့နေရာဖြစ်ပါရီပြောချင်းရပြောဆိုချင်းရဆိုရည်ချင်းရငိုချင်းကို ကချင်းကခုံချင်းခုံမျိုးစုံအောင်လုပ်ကြရီစိတ်ထင်တိုင်းလောက်ကင်ခွင်ရရှိကြရီအားလုံးကိုမေ့ထားကြတဲ့သူတွေဖြစ်တဲ့ကဘာလီတစ်ခုလိုပါပဲ ကျွန်တော်ကိုယ်တိုင်သူတို့ကဲ့သို့ဖြစ်နေပြီလားမသိဒါပေမဲ့ကျွန်တော်ကြကြမနေရပါဇီးယုံကြီးကိုရောက်ပြီးတလကျော်နှလအတွင်းမှာပဲဌာနပြောင်းရပါရီနေရာပြောင်းရပါရီအင်ကိုတော့ပြန်မရောက်တော့ပြီးရဲစခန်းကိုရောက်သွားခြင်းဖြစ်တဲ့ ကူညီတဲ့ဆိုတဲ့လှုပ်ချက်မှာနေရာတိုင်းတော်မမှန်ကန်နိုင်ခဲ့ပါကန့်သက်စည်းမျဉ်းအပြင်မှာကူညီမှုပြုခဲ့တဲ့တန်ကိုကျွန်တော်ခံစားခဲ့ရသည်ရေစကန်ကိုရောက်နေပြီးကျွန်တော်ကိုကြိုးစိုးနေတဲ့အရာကပင်တစီနန်းတာရောင်ဘလောက်အင်ဂျင်နဲ့ရွေလက်စုကလေးရေပါပြူပြကတော့ထောင်ထဲကိုရောက်နေပြီလို့သိရလိုက်တယ်စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ဇလန်းလီကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရီ။အခုလို စိတ်ဝင်စားဖို့ဇလန်းများကိုတင်ဆက်ပေးပြီးကျမရဲ့အမှန် channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတောင်းဆိုပေးရစီရှင်။